တောင်လန်ထားရဲ့မေလ28ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကို တင်ဆက်ပြီးတော့မှာပါ။တောင်လန်ထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လန်ထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့သေဘောဘောစကန်းစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးချိန်မုံတိုက်ခိုက်ခံရတဲ့သတင်း ရေးမျိုးမှာစစ်တပ်လက်နက်ကြီးပြစ်ခတ်မှုကြောင့်ဒေသခံ3000ကျော်ထွက်ပြေးနေရတဲ့တည်နေတယ်။မွန်ပြည်နယ်မှာလုံသားရှားပါမှုပြဿနာကြောင့်မိုးစပါးဆိုင်ပြို့ဖို့အခက်ကြုံနေရတဲ့တည်နေ။အာဆီယံတိုက်တွန်းချက်လက်တွေ့အခြေအနေနဲ့ကွာဟနေတဲ့တည်နေတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာတည်နေတွေမှာတော့မြန်မာပြဿနာကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးကူညီပေးမယ်လို့အာဆီယံခေါင်းဆောင်တွေကတိပြုလိုက်တဲ့တည်နေ။ မူရစေဝါနှိမ်နှင်းရေးဝါတပ်ဖွဲ့ကိုတားဆီးဖို့ထိုင်းဝင်ကြီးချုပ်ဟောင်းတက်ဆင်တိုက်တွန်းလိုက်တဲ့သတင်းတွေနဲ့အတူ အာနာသိန်းကလာတက်ဖြတ်ဖန်းစည်းခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ ကရင်ပြည်နယ်ဝေါ်လင်မြို့အခြေစိုက်ဖြူဟာစခန်းကနေတေဘောပိုတပ်စခန်းစီကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုလုံးကြားဖြတ်တိုက်ခတ်ခံရတာကြောင့်စစ်ကောင်စီတပ်သားအများပြားတေဆုံခဲ့ရပြီးဆယ်ဦးထံမှနဲ့အရှင်ဖမ်းဆီးရမိခဲ့တယ်လို့စီရဲတဲ့အရင်မြစ်တွေရဲ့ပြောပြကြရတည်ရပါတယ်။ KNL တပ်မ6တော်လန်ရေးပူပေါင်းတပ်တွေဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတဲ့တေဘောပိုစခန်းမကြရေးအတွက်အင်အား80နီးပါးပါတဲ့စစ်ကောင်စီတပ်ဟာမေလ29ရက်နေ့မနက်ပိုင်းကဝေါ်လီဗျူဟာစခန်းကနေတဆင့် ေဘောဘိုးကျေးရွာစီကိုဦးတည်လာပြီးမြေပြင်ကနေစစ်ကြောင်းထိုးလာခဲ့ရာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ဘိုးဌာနချုပ်ဖြစ်တဲ့စုံစည်းမြိုင်မှာရောက်ရှိလာခဲ့တာဖြစ်ပါတယ် DKBA ဘိုးဌာနချုပ်ဖြစ်တဲ့စုံစည်းမြိုင်မှာရောက်ရှိလာနေတဲ့အင်အား90နီးပါးပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို KNL, KNDO, PDF ပူးပေါင်းတပ်ဖွဲ့တွေကစုံစည်းမြိုင်အနီးမှာကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းလုံးထိခိုက်သွားခဲ့ရပြီး အများပြားတည်ဆုံသွားခဲ့တယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေကဆိုပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတပ်သားအ ਨੇ ဆုံး၁၀ဦးကိုလည်း KNL တပ်မ6တော်လိုင်းရေးပူပေါင်းတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့တာတွေရှိသလိုအထိနာခဲ့တဲ့စစ်ကောင်စီတပ်က DKPA ဘိုးဌာနချုပ်ဖြစ်တဲ့စုံစည်းမြိုင်ကိုလေကြောင်းကနေအပြင်းထန်ပုံကျဲတိုက်ခတ်နေတယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။မေလာ28ရက်နေ့နဲ့28ရက်နေ့အတွင်းတေဘောဘိုးစခန်းစီကိုစစ်ကူဖို့ရောက်ရှိလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို KNL PDF viewer 30%ပူပေါင်းစစ်ကြောင်းတွေကပိတ်ဆို့တိုက်ခတ်ရှင်းလင်းနိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့လက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့စစ်တပ်နဲ့စစ်ကြောင်းကလည်းသတင်းထုတ်ပြန်ထားပါတယ်။ထိုင်းနယ်စပ်အနီးမှာစစ်ကောင်စီတပ်ရဲ့လေရင်လာရောက်ဘုံကျဲတိုက်ခတ်နေတဲ့အတွက်ထိုင်းစစ်တပ်ကလည်းတိုက်လေရင်တွေဆေလွတ်ထားသလိုနယ်စပ်တစ်လျှောက်မှာလည်းတပ်ဖွဲ့ဝင်တွေချထားပြီးနယ်စပ်လုံခြုံရေးကိုလှည့်လည်စောင့်ကြည့်နေတယ်လို့လည်းထိုင်းသတင်းတွေကဖော်ပြတည်ပြထားပါတယ်။ပြင်းပြင်းနဲ့မြောက်ဝတီခရိုင်ဝေါ်လီမြောက်ဝတီကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့တေဘောဘိုးစခန်းကိုမေလ28ရက်နေ့က KNL တပ်မ6တော်လိုင်းပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစခန်းမကျဖို့အတွက် စစ်ကောင်စီတပ်ဟာနေချောင်းကနေစစ်ကူပို့လာတဲ့အချိန်မှာလမ်းတစ်ဝက်မှာပဲကြားဖြတ်ချိန်မှတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်တေဘောဘိုးတိုက်ပွဲကြောင့်တေဘောဘိုးတောင်နီစုံစည်းမြိုင်စတဲ့ကြေးရွာတွေကဒေသခံ300ကျော်ဟာထိုင်းနိုင်ငံထဲကိုထွက်ပြေးတန်းချောင်ရောက်ရှိနေခဲ့ပြီးထိုင်းအာဏာပိုင်တာဝန်ရှိသူတွေကဆောင်းရှောက်ကူညီပေးထားတယ်လို့သိရပါဗျ။ KNL တပ်မ6ဦးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်တွေဟာစစ်ကောင်စီတပ်ရဲ့တေဘောပိုးတပ်စခန်းပြင်ကနဲလေးမော်ခီးစတဲ့တပ်စခန်းတွေကိုပြီးခဲ့တဲ့မေလ20ရက်နေ့ကတိုက်ခိုက်တာတွေလှုပ်ဆောင်နေတဲ့အတွက်နှစ်ဘက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကတော့စခန်းမကျဖို့အတွက်လေကြောင်းကိုသာအဓိကအားထားအသုံးပြုတိုက်ခိုက်နေရတာဖြစ်ပါတယ်။ တနင်္လာတိုင်းရေပြူမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့နေစဉ်ရက်ဆက်လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံပြည်သူ3000ကျော်ဟာနေရဆုံးကထွက်ပြေးတိမ်းရှောင်နေရတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေထံကနေသိရပါဗျ။မေလနောက်ဆုံးပတ်ကစလို့ရေပြူအခြေဆိုင်စစ်ကောင်စီတပ်ရင်းတွေကမင်းသားကျေးရွာအုပ်စုထဲကိုနေစဉ်နဲ့အမျှလက်နက်ကြီးပစ်ခတ်နေတဲ့အတွက်ဒေသခံပြည်သူတွေဟာစိုးရိမ်ကြောက်လန့်မှုကြောင့်တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။လက်နက်ကြီးပစ်ခတ်မှုကြောင့်ဆင်ဆွဲမင်းသားစိန်ပုံဖျားသုံးစု ၊နတ်ကြီးစင်၊ရေငန်ကြီး၊ကြောက်တလုံးကြီးရွာအပါအဝင်ကြီးရွာပေါင်း၈ရွာကဒေသခံပြည်သူ3000ကျော်ဟာဆစ်ဆောင်နေကြရပါတယ်။လက်ရှိမှာတော့ဆစ်ဆောင်ပြည်သူတွေလိုအပ်နေတဲ့စားနပ်ရိက္ခာနဲ့စေဝါတွေကိုကူညီထောက်ပံ့ပေးနေပေမဲ့ဆစ်ဆောင်အရေးအတွက်တွေထပ်တိုးလာတာကြောင့်မလုံလောက်မှုနဲ့ကြုံတွေ့နေရတယ်လို့သိရပါတယ်။ဒါ့အပြင်မကြမီမိုးရင်းကာလရောက်လာတော့မှဖြစ်လို့လိုအပ်နေတဲ့ရိက္ခာနဲ့စေဝါအမိုးကာရီမရပါက စေဘေးရှောင်တွေအတွက်ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တယ်လို့ဆိုထားပါဗျ။ဒေတာရင်းသူတေသနာအဖွဲ့ဖြစ်တဲ့ FV5 တနင်္သာရီရဲ့အစီရင်ခံစာအရတနင်္သာရီတိုင်းကနှစ်ဖက်တိုက်ပွဲတွေကြောင့်နေရဲစွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ9500ကျော်အထိရှိလာခဲ့တာပါ။တနင်္သာရီတိုင်းအတွင်းရှိဆစ်ရှောင်ပြီးသူတို့ချောငှက်ဖျားဝမ်းယောဂါအရေးပြားယောဂနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေအဖြစ်များနေပြီးဈေးဝမလုံလောက်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့ FV5 တနင်္သာရီကထုတ်ပြန်ထားပါတယ်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1989ရာတွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့အစင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1989ရာတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6950ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2988ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8133ဦးအထိရှိလာပြီဖြစ်ပါတယ်။ မိုးပြင်းနေမှာတော့အနာသိမ့်ဖို့ကာလာတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ800ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီဇန်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောက်ရှောက်ရေးအသင်းထံမှရယူဖို့ပြတာဖြစ်ပါတယ်။မော်ဘီနယ်မှာလုံသားရှားပါမှုပြဿနာနဲ့အတူအလုံသမားခေါ်ယူလို့မရတဲ့အခက်အခဲတွေကြောင့် မိုးစဘာစိုက်ပျိုးဖို့အခက်ကြုံနေရတယ်လို့သိရပါဗျ။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါဗျ။မွန်မီနယ်ရဲ့ခုနှစ်မိုးရာသီမှာလုံသားရှားပါမှု ပြဿနာနဲ့တူလုံသားခေါ်ယူလို့မရတဲ့အခက်ခဲကြောင့်မိုးစဘာစိုက်ပျိုးဖို့အခက်ကြုံနေရတယ်လို့တောင်သူတွေကတံလွင်တိုင်းကိုပြောပါဗျ။တောင်သူတွေဟာမိုးစဘာစိုက်ပျိုးဖို့အတွက်အရင်လိုကျွမ်းကျင်လုံသားတွေကိုလွယ်တကူခေါ်ယူလို့မရတာလူအားကပိုပေးရင်တောင် လာရောက် လုတ်ကန်သူမရှိတာအရင်လိုအခြားဒေသတွေကလာရောက်လုတ်ကန်မှုမရှိတဲ့ပြဿနာတွေကိုပါအရင်ဆိုင်နေရပါတယ် လုံသားရှားပါမှုပြဿနာဟာစစ်ကောင်စီရဲ့စစ်မှုရန်ဥပဒေကြောင့်ဒေသတွင်းကကျွမ်းကျင်လုံသားတွေပြည်ပထွက်ခွာမှုများလာတာတစ်ဖက်မှာလည်းစစ်ကောင်စီရဲ့စစ်ဆေးတင်းကျပ်မှုတွေကြောင့်တခြားဒေသတွေကလာရောက်လုံခြုံသူမရှိတဲ့အခြေအနေနဲ့ကြုံနေရတာဖြစ်ပါတယ်။တောင်သူတို့ကတော့မိုးစပါးစိုက်ပျိုးဖို့အတွက်လုံသားခေါ်ယူလို့မရတာကြောင့်ကျဲကင်းကိုသာအဓိကထားစိုက်ပျိုးနေရပြီးကျဲကင်းဟာဆိုရင်အထွတ်နှုံးနေတာကြောင့်တောင်သူတွေအနေနဲ့အကျွေးတန်တရားတွေမှာလုံးလေချလဲဖြစ်ရတော့မယ်လို့ပြောပါတယ်။ 老早点个嘛，不老是经常那个事，就是老个嘛，就就那个烤卤面啊，烤卤面啊，那还叫老多，接近那个老家的，接近的就着就那老多，专门就，或者毛来菜一打，接近菜一打一个团，弄一十八，十八外一家子嘛，嗯，我这里要了我，我这俩男人是十八来团，十五来，加了嘛，老个嘛，加嘛嘞，团那个十八加嘞，再加。 မရှိဘူးဆိုပြန်တော့တောင်သူဘွားတော့ဘလို့ပြင်းမလုံးတဲ့ချလဲပဲဟောဒီအကျွေးတန်တရားတော့ဘယ်လိုမှတော့မကျွတ်တော့ဘူးဒေသတွေမှာကြန့်ရှိတဲ့လူသားအများစုဟာအရင်လိုလုံနိုင်စွမ်းရှိတဲ့လူငယ်လူရွယ်တွေမရှိတော့တာကြောင့်အသက်အရွယ်ရသူတွေနဲ့သာလုကန်ရတဲ့အတွက်အလုံမတွင်တဲ့အခက်ခဲတွေပါရင်ဆိုင်နေရတယ်လို့သူကစပြောပါတယ်။တောင်သူတွေကလည်းဒေသတွေမှာလူသားရှပ်ပါတဲ့အတွက် မိုးစပွားကိုပြီးမြောက်အောင်စိုက်ပျိုးဖို့အခက်အခဲအများပြားရှိလာသလိုပြီးစလွယ်စိုက်ပျိုးရတဲ့အတွက်အထွက်နှုန်းပြင်တောင်သူတွေရဲ့ဝင်ငွေပါကျဆင်းလာမှာဖြစ်တယ်လို့ပြောပါတယ်။လုတော်ချပွားတော့မှန်ပဲ။အလုတော်ချပွားတဲ့အတွက်ကြောင့်မို့ဒီကျွန်တော်တို့တောင်သူတွေကဒီလုပ်ငန်းကိုပြီးမြောက်အောင်အောင်မြောင်ဆောင်ရွက်မှအထက်ကြီးကြီးပေါ့။အဲ့တော့တော့လုတော်ချပွားလို့နော်အလုတော်ကလည်းအစမ်းမှန်ဒီအဖြစ်ပြီးမှားတော့နော်။ 那个一路到沙湾那边钓鱼啊，第一来给弄一下，我是他们再底下，从这边那边第一来过，阿拉木棉地嘛，那村子边那出来个，今个早晚的汽车来的，呃，一路超，有那边地哟，那边地哟，从一路一路弄一下咯，完了就是，挖出农民家门，呃，到我们冬天，呃，他农民家门，我们家门，呃，半夜完了，各种山里家门哦。 ဒေသတွင်းမှာတော့မိုးစပါးစိုက်ပျိုးဖို့လုံသားရှားပါမှုပြဿနာကိုအကြီးအကျယ်ရင်ဆိုင်နေရတာကြောင့်တချို့တောင်သူတွေအနေနဲ့လက်အေးကလျှော့ချစိုက်ပျိုးတာတွေပြုလုပ်လာသလိုတချို့တောင်သူတွေကတော့မိသားစုစားတောက်ဖို့လောက်သာစိုက်ပျိုးကြတော့တယ်လို့သူကဆက်ပြောပါတယ်တောင်သူတွေဟာဒီမိုးစပါးစိုက်ပျိုးတဲ့ရာသီမှာလုံသားရှားပါတာအပြင်သွေးအားစုဇင်းနှုန်းကြီးမြင့်မှုတန်းတွင်ရက်စိုက်ပျိုးဖို့အတွက်ဆက်ရနန်း၅ရန်ကဇင်းနှုန်းကြီးမြင့်မှုတန်းအပါအဝင်အထွေထွေကုန်ပြစီကြီးမြင့်မှုတန်းတွေနဲ့ပါရင်ဆိုင်နေရတယ်လို့တောင်သူတွေကဆိုကြပါတယ် တစ်ဖက်မှာတော့စစ်ကောင်စီဟာတောင်သူတွေအခက်တွေ့နေချိန်မှာအရင်ကြွေးကြံရှိတဲ့တောင်သူတွေကို တိုးရောရင်းပါလုံးဝပြန်လည်ပေးဆက်နိုင်မှသာ2025ခုနှစ်မိုးရာသီဆက်ပြုတ်စရိတ်ချင်းဝေကိုထုတ်ချေးပေးမှဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။မွန်မီနီမာနှစ်စဉ်မိုးစဘာဧကပေါင်း9သိန်းနီးပါးဆက်ပြုတ်နေတဲ့ပြည်နယ်တစ်ခုဖြစ်ပြီးဒီနှစ်မှာတော့လုံသားရှားပါမှုပြဿနာကြောင့်အထွန်းနှုံသီးသသာလျှော့ကျလာနိုင်တယ်လို့တောင်သူတွေကခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခါတွေအဆုံးသတ်ဖို့ပထမအဆင့်အနေနဲ့တပ်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံးယာယီအပြစ်ခတ်ရက်စဲရေးကိုထပ်မံတပ်တန်းတိုးဖို့အာဆီယံခေါင်းဆောင်တွေကတိုက်တွန်းလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝန်ကြီးကတင်ဆက်ပေးထားပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာနှစ်ရက်တာကျင်းပခဲ့တဲ့အာဆီယံထိပ်တီးအစည်းအဝေးပြီးမြန်မာနိုင်ငံမှာအပြစ်ခတ်ရက်စဲရေးဆိုင်ရာအာဆီယံခေါင်းဆောင်တွေရဲ့သဘောထားထုတ်ပြန်ချက်ကိုမင်းဆက်ခုနှစ်နှစ်မှာကြီးညာလာပါတယ်။ကြီးညာချက်အရမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခါတွေအဆုံးသတ်ဖို့ ပထမအဆင့်အနေနဲ့တက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံးယာယီအပြစ်ခတ်ရစဲရေးကိုထပ်မံတက်တန်းတိုးဖို့တိုက်တွန်းထားတာပါ။ဒါ့အပြင်ရရှိတည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရရှိဖို့ရည်ရွယ်ချက်နဲ့အားလုံးပါဝင်တဲ့အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပနိုင်ရေးယုံကြည်မှုတည်ဆောက်ကြဖို့လည်းတိုက်တွန်းထားတာတွေ့ရပါတယ်။မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရနိုင်ငံကားကအရက်သားနဲ့အများပြည်သူဆိုင်ရာအဆောက်အဦတွေကိုနေ့စဉ်ပုံကျဲနေတဲ့စစ်ကောင်စီလုံးရက်ပေါ်အာဆီယံကအပြစ်ရက် တက်တန်းတိုးဖို့ပြောတာဟာလက်တွေ့မကျဘူးလို့တန်လွင်တိုင်းကပြောပါလိမ့် ဒေါ်လာရေးအဖွဲ့အစည်းတွေရဲ့စီးရေလှုပ်ရှားမှု အာပြီးတော့မြေပြင်မှာတိုက်ပွဲပေါ်ဆောင်မှု မရှိဘဲနဲ့အချမ်းဖက်စစ်ကောင်စီကပြည်သူတွေရဲ့ OAN ကြေးရွာစာတင်ကြောင်ဖုန်းကြီးကြောင်အစရှိတီတို့ကို နေ့စဉ်ရက်ဆက်ဘုံတွေနဲ့ကျဲနေတာလက်လက်ကြီးတွေနဲ့ပြစ်နေတာရွာတွေကိုမီးရှို့နေတာကိုတကဘာလုံးကတိနေကြားနေမြင်နေပါလျက်နဲ့ ASEAN ကအခုလိုဒီပြစ်ပတ်ခါတွေချုပ်ငိမ့်မှုအတွက် အပြစ်ခတ်ရဆဲတာကိုတတန်တိုးပါလို့ပြောသွားတာဟာအင်မတန်မှယုတ်တိယုတ်တန်မရှိတဲ့အကျညာချက်လို့ပြောခြင်းနဲ့လက်တွေ့လည်းမကြတဲ့အကျညာချက်လို့ကျွန်တော်ပြောခြင်းနဲ့ဗျအမျိုးသားညွရေးဆိုရ NUG ရဲ့လူခွင့်ရေးဝန်ကြီးဌာနကစင်းတွေရစစ်ကောင်စီရဲ့အပြစ်ရကျညာချက်နှစ်ကြိမ်တွင်နိုင်ငံတော်ဝင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သား300နီးပါးတိစုံခဲ့ပြီး406ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည် စစ်ကောင်စီအနေနဲ့အပြစ်ခတ်ရဲစဲရေးကို၃ချိန်တိုင်းတက်တန်းတိုးထားပေမဲ့ရဲသားတွေနဲ့အများပြည်သူဆိုင်ရာအစအဦးတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေတိုးမြင့်လှုပ်ဆောင်လာနေတာပါ။အာဆီယံခေါင်းဆောင်တွေကတော့ရဲသားတွေနဲ့အများပြည်သူဆိုင်ရာအစအဦးတွေအပေါ်ကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်မှုနဲ့စစ်ဖက်ရပ်ဖက်မကွဲကြဘဲတိုက်ခိုက်မှုတွေကိုလည်းချက်ချင်းရပ်တန့်ဖို့တက်ဆိုင်တဲ့အဖွဲ့အစည်းကိုတိုက်တွန်းထားရလို့ကြေညာချက်မှာဖော်ပြပါရယ်။လေလာသူတွေကတော့အာဆီယံအနေနဲ့စစ်ကောင်စီရဲ့ရဲသားတွေကိုဦးတည်တဲ့တိုက်ခိုက်မှုတွေအပေါ် အကျိုးတက်ရောက်တဲ့အရေးယူမှုတွေလုပ်ရမယ်စားလက်တွေ့မကျတဲ့ကြီးညာချက်ဟာစစ်ကောင်စီနဲ့အပေါင်းပါတွေအတွက်ဂျူးဆိုင်လီမှာမဟုတ်ဘူးလို့ထောက်ပြပါရယ်လက်တလောမှာထိုင်းမြန်မာနယ်စပ်မြောက်ရီဝါလီကာလန်ဘော်ကစစ်ကောင်စီတပ်စခန်းတွေကိုကေမျိုးသားလူမျိုးရေးတက်မတော် KNL နဲ့ပူပေါင်းဖွဲ့တွေကထိုးစစ်ဆင်နေတာလို့ဒေတာတွေသတင်းတွေရသိရပါရယ်2021ခုနှစ်မှာသဘောတူခဲ့တဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်ကိုလည်းအာဆီယံခေါင်းဆောင်တွေကဆက်လက်ထောက်ခံပြီးအပြည့်အဝအကောင့်တွေဖော်ဖို့ရည်ကြီးရဲလို့ကြေညာချက်မှာဖော်ပြထားတာပါ။ ဘုံသဘောတူညီချက်၅ရက်ထဲမှာအကြမ်းဖက်မှုတွေရက်ဆိုင်မှုပါဝင်တက်ဆိုင်ရာစုဖွဲ့အားလုံးနဲ့တွဲဆောင်ဆွေးနွေးဖို့အချက်တွေပါဝင်နေပေမဲ့အာဏာသိမ်းမှု၄နှစ်ကျော်အတွင်းအကောင့်ထဲမှာပေါ်နိုင်ခဲ့ပါဘူးကြီးတက်စီဒီအာဗိုလ်ကြီးစင်ရောင်ကဆွေးနွေးရေးဟာနှစ်ဖက်တောင်းဆိုလက်ရောမှုတွေနဲ့နွေဦးဒေါ်လာရေးကိုအရှိန်ရပ်တန့်စေတဲ့အနေထားမှုစစ်ကောင်စီကိုတိုက်စစ်အရှိန်မြင့်ဖို့ပဲလိုတယ်လို့သုံးသပ်ပါတယ်လက်နက်ကင်တော်လန်ရေးကပဲကျွန်တော်တို့ဒီမြေဦးတော်လန်ရေးကိုအဆုံးဖြတ်ပေးမဲ့အနေထားပဲဖြစ်ပါတယ် ဆွေးနွေးမယ်ဆိုရင်လည်းမဖြစ်နိုင်တဲ့တောင်းဆိုမှုတွေလိုက်ရောမှုတွေနဲ့နှစ်ဖက်ကာလရှည်ကြတဲ့အမျိုးတော်လံကြီးကိုအချိန်ရပ်တန့်ပြီးတော့ဝေဝါးသွားနေတဲ့အနေအထားမျိုးပဲဖြစ်ပါတယ်တော်လံကြီးအင်အားစုတွေအနေနဲ့ကတော့ဆွေးနွေးတယ်ဖြစ်စီမဆွေးနွေးတယ်ဖြစ်စီဘယ်သူတွေဆွေးနွေးတယ်ဖြစ်စီကျွန်တော်တို့ဒီလက်နက်ကိုင်တော်လံကြီးလက်နက်ကိုင်တိုက်ပွဲစစ်ကောင်စီကိုတိုက်စစ်အချိန်ပို့ပြီးတော့ညှိမှုပဲလိုအပ်ပါတယ်လို့ပြောချင်ပါတယ်ဗျာဟုတ်မြို့သားမြို့ရေးဆိုရအန်ယူဂျီကတော့ အတင်းကျပ်ဖျားပေးပြီးဆင့်ဆက်ဆွေးနွေးစီခြင်းနဲ့အပြစ်ခက်ရစဲစီခြင်းကရေရှိမှပြဿနာပြည်လဲရေးကိုအထောက်အကူဖြစ်မှာမဟုတ်ဘူးလို့တမနာယုံပြောခွင့်ရဦးကျော်စောကထုတ်ပြောထားတာပါ Justice for Myanmar ကလည်းဘုံသဘောတူညီချက်၅ရက်ဟာအလုံးမဖြစ်ခဲ့တဲ့အပြင်ထိရောက်တဲ့နိုင်ငံတကာရေးယူဆောင်ရွက်မှုတွေကိုဟန်တားခဲ့ပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေဆက်လက်လှုပ်ဆောင်မှုစေုပ်စုကိုအကာအကွယ်ပေးထားခဲ့တယ်လို့ဆိုပါတယ်အာဆီယံဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့

မြမပြဿနာကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအကူအညီပေးသွားမယ်လို့အာဆီယံခေါင်းဆောင်တွေကကတိပြုလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကပြပြပေးထားပါတယ်။လက်ရှိဖြစ်ပွားနေတဲ့ပြဿနာအတွက်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ရေရှည်တည်မြဲတဲ့အဖြေရှားဖွေရေးမြန်မာနိုင်ငံကိုကူညီဖို့ဆက်လက်ကတိပြုထားကြောင်းအာဆီယံခေါင်းဆောင်တွေကမေလ28ရက်မှာပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာဖြေရှင်းရာမှာ2021ခုနှစ်မှာသဘောတူထားတဲ့ပုံသဘောတူညီချက်9ရဲ့ဟာအဓိကကျတဲ့မူပေါင်းအဖြစ်ဆက်ရှိနေမှာဖြစ်တယ်လို့အာဆီယံခေါင်းဆောင်တွေရဲ့ပူးရဲကြေညာချက်မှာဖော်ပြထားပါတယ်အရက်သားတွေနဲ့အများပြည်သူအဆောက်အဦတွေကိုအကြမ်းဖက်တိုက်ခိုက်နေမှုတွေချက်ချင်းရပ်တန့်ရေးတက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကိုမိမိတို့တိုက်တွန်းကြောင်းနဲ့အားလုံးထိန်းထိန်သိမ်းသိမ်းရှိကြဖို့အရက်သားတွေဘေးကင်းရေးအလေးထားဆောင်ရွက်ကြဖို့တိုက်တွန်းကြောင်းအာဆီယံခေါင်းဆောင်တွေကပြောလိုက်တာပါ အာဆီယံရဲ့လူသားချင်းစာနာထောက်ထားရေးအကူအညီတွေဘေးကင်းစွာအချိန်မီထိထိရောက်ရောက်ပွင့်လင်းမြင်သာစွာဖြန့်ဖြူးနိုင်ရေးအဖွဲ့အစည်းအားလုံးကအာမခံပေးဖို့နဲ့နိုင်ငံတဝန်းကြည်ကြဲပြင်းပြင်းအပြစ်ခတ်ရဆဲကြဖို့အာဆီယံခေါင်းဆောင်တွေကတိုက်တွန်းထားပါတယ်။လူပေါင်း3800ကျော်သေဆုံးခဲ့တဲ့ငလင်လှုပ်ခတ်ပြီးနောက်အပြစ်ခတ်ရဆဲရေးသဘောတူညီမှုထွက်ပေါ်လာပြီးမေလ31ရက်နေ့အထိတက်တန်တိုးထားပေမဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးပဲဖြစ်ပါတယ်။ အချမ်းဖတ်တိုက်ခိုက်မှုအဆုံးသက်ရေလူသားချင်းစာနာထောက်ထားရေးအကူအညီပေးဖို့ရေသက်ဆိုင်ရာအဖွဲ့အစည်းတွေကြားဆွေးနွေးရေးအထူးကိုယ်စားလှယ်ခန့်အပ်ရေးနဲ့အဲ့ဒီကိုယ်စားလှယ်ကသက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ဆေးဆက်ရေးစတဲ့အချက်၅ချက်ကိုအာဆီယံကဘုံသဘောတူညီမှုအဖြစ်ထုတ်ပြန်ခဲ့ပေမဲ့စစ်ကောင်စီကလက်တွေ့အကောင့်ထဲပုံမှုနည်းနည်းလေးပဲရှိပါသေးတယ်။ အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါကမြန်မာနိုင်ငံမှာရွေးကောက်ပွဲကိုဦးစားပေးရမှာမဟုတ်ဘဲအချမ်းဖက်တိုက်ခိုက်မှုအဆုံးသက်ရေးဦးစားပေးလှုံ့ဆော်ရမှာဖြစ်တယ်လို့စစ်ကောင်စီကိုအသိပေးထားပါတယ်။မိုးရစေဝါနှိမ်နေရေးဝါတပ်ဖွဲ့ကိုတားဆီးဖို့ထိုင်းဝန်ကြီးချုပ်ဟောင်းတဆင်တိုက်တွန်းလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြောပြပေးထားပါတယ်။မိုးရစေဝါတွေထုတ်လုပ်နေတဲ့မြန်မာနိုင်ငံက WhatsApp ဖွဲ့ UWSA ကိုတားဆီးရေးအရှင်မြင့်ဆောင်ရွက်ဖို့ င်ကြီးချုပ်ဟောင်းသက်ဆင်ကထိုင်းစုရကိုတိုက်တွန်းလိုက်ပါတယ်။အင်းနီဂျဲနိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေနဲ့ထိုင်းနိုင်ငံသားဝင်ကြီးတို့မကြခင်တွေ့ဆုံပြီးမွေးစေဝါကွန်ရက်တွေကိုတိုက်ဖြတ်နေနေရင်းနှီးလန်းရှာဖို့ရှိနေတယ်လို့လည်းသက်ဆင်ကပြောပါတယ်။မွေးစေဝါနဲ့နိုင်ငံဖြတ်ကျော်ရာဆွဲမှုတွေရေရှည်တည်တံ့တဲ့အဖြေထွက်ပေါ်လာရေးစိန်ခေါ်မှုနဲ့လာလာများဆိုတဲ့ကောင်းစဉ်နဲ့မွေးစေဝါထိန်းချုပ်ရေးပုတ်ဖွဲ့ရုံးမှာမေ29ရက်ကကျင်းပခဲ့တဲ့အခမ်းအနားမှာသက်ဆင်ကအခုလိုမျိုးပြောကြားသွားတာဖြစ်ပါတယ်။မွေးစေဝါတုံးဆွဲမှုဟာလက်ရှိနဲ့အနာဂတ်အန္တရာယ်ဖြစ်ကြောင်း မိမိတို့ရဲ့ကလေးငယ်တွေနဲ့လူငယ်တွေကိုဖျက်ဆီးနေတယ်လို့တပ်ဆင်ကပြောပါတယ်။အတိတ်ကအဓိကမိုးရေဆေးဝါးရောင်းဝယ်သူတွေဟာထိုင်းနိုင်ငံမှာခြေဆက်ခဲ့ကြပြီးမိုးရေဆေးဝါးထုတ်လုပ်မှုစုစုပေါင်းရဲ့ထောက်ဝက်ကိုမိမိတို့နိုင်ငံတွေမှာထုတ်လုပ်တာဖြစ်ခါကြံထောက်ဝက်ကိုပြည်ပမှာထုတ်လုပ်တာဖြစ်တယ်လို့သူကပြောပါတယ်။ရွှေသတိကန်ဒေတာမှာရှိနေတဲ့ဝါတက်ဖွဲ့ထိန်းချုပ်ထားရာဒေတာဟာ မိုးရေဆေးဝါထုတ်ရာအဓိကဒေတာဖြစ်တယ်လို့လည်းသဆင်ကဆွဆွဲထားပါတယ်။ဝါတက်ဖွဲ့ရဲ့မိုးရေဆေးထုတ်လုပ်မှုတွေရပ်တန့်သွားစေရင်နီလန်းရှာပွေဖို့နိုင်ငံခြားရေးဝန်ကြီးက ADJ နိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေနဲ့တစ်လနှစ်လအတွင်းတွေ့ဆုံသွားမှာဖြစ်တယ်လို့သူကပြောပါတယ်။မိုးရေဆေးဝါဆက်လက်ထုတ်လုပ်နေသူတွေဟာ ထိုင်းနိုင်ငံရဲ့ရန်သူဖြစ်ပြီးမိမိတို့ရဲ့ရန်သူတွေအပေါ်မတနာတင်ဘူးလို့လည်းသူကပြောပါသည်။တိုင်းဒလနကိုင်းဖွဲ့တွေပအဝင်ပတ်သက်နေတာကြောင့်ဒီကိစ္စကိုစစ်ကောင်စီကမဖြေရှင်းပေးနိုင်ဘူးလို့ပြောလိုက်ရင်တော့မိမိတို့ကိုယ်တိုင်ဓာတ်ရအေးအေးယူဆောင်ရွက်ဖို့လိုအပ်ကောင်းလိုအပ်မှာဖြစ်တယ်လို့တက်ဆင်ကဖြည့်ဆွတ်ပြောကြားခဲ့ပါသည်။ မနက်ဖြန်မေလ29ရက်နေ့အတွက်မွန်လီဝတ်တာအခမ်းအနားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံအနောက်ပိုင်းအလဲပိုင်းနဲ့မြဝကျုံးပေါ်ဒေသတခွင်တိမ်ထူထက်နေပြီးကြံဒေသတွေမှာတော့တိမ်အထင်ထင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းရဲ့မွန်ပြည်နယ်တို့မှာမိုးအထင်ထင်ရွာသွန်းနေခဲ့တာကိုမွန်လီဝတ်တာဂျိုးတူပုံရိပ်တွေမှာတွေ့မြင်ရပါတယ်။ ်ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရေဝန်းဟာဆက်လက်တည်ရှိနေပါတယ်။အဲ့ဒီအားကောင်းတဲ့လေပြင်းနဲ့ရေဝန်းဟာမြောက်ဘက်ကိုဖြင်းညင်းစွာရွေရှားနိုင်ပြီးပုံမအားကောင်းလာနိုင်ကနောက်24နာရီအတွင်းမုန်တိုင်းရဲ့အဖြစ်ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံလေအားအလွန်ကောင်းနေပါတယ်။မုတ်တုံလေအားအလွန်ကောင်းနေလို့မိုးသည်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊လျှက်စီးလက်ခြင်း၊ဝိုးချိုးပြစ်ခြင်း နေရာကွက်လုံးမိုးကြီးခြင်းမိုးသီးကြွေကြခြင်းလျှက်တစ်ပြက်ရေကြီးခြင်းမြေကျွန်းခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်တွေတွေဖြစ်ပေါ်နိုင်လို့ပုံမူကြီးပြုကြရမှာဖြစ်ပါတယ်။မနက်ပြန်အတွက်ခမ်းမန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းသင်းမှတိမ်ထူထန်နိုင်ပြီးမုတ်တုံလေးအားကောင်းရာမှအားအလုံးကောင်းလာနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရုံဝဟာပုံမူအားကောင်းလာပြီးမုန်တိုင်းရဲ့အဆင့်ကိုရောက်ရှိနိုင်ပါတယ်။ မုံတိုင်းငယ်အရှင်ကြောင့်တနင်္သာရီကံယူရန်ရခိုင်ကံယူရန်မုတ်တမကွေနဲ့မြဝကျုံးပေါ်ဒေသတွေမှာတခါတည်းရန်မိုးတက်လီပြင်းတွေကြာရောက်နိုင်ပြီးအနောက်နောက်တောင်ဘက်ကနေတနင်္သာရီ30မိုင်မှ35မိုင်ခန့်ထိတိုက်ခတ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်မှုတွေကြောင့်ပင်လယ်ပြင်မှာလှိုင်းကြီးနိုင်ပါတယ်။သခိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းမကွေတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံပြားမိုးထစ်ချုံရွာနိုင်ပြီးနေပြီးတော့အေယာဝတီတိုင်း ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာဆက်စပ်မိုးတချုံရွာသွန်းနိုင်ပါတယ်။မြန်မာနိုင်ငံတဝမ်းလုံးမှာပုံမှန်အပူချိန်အောက်ကိုကျဆင်းနိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့ဝါလမြိုင်မြို့မှာ28ဒီဂရီစင်တီဂရိတ်၊ဖန်အမြို့နဲ့ဒဝယ်မြို့တို့မှာ28ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာခဲလုံရောင်ကြီးအညွှန်းကိန်းအလုံးမြင်မားတဲ့အဆင့်မှာရှိနေနိုင်ပြီ။ ြံဒေတာတွေမှာတော့တာမန်အစ်စ်မှာရှိနေနိုင်တယ်လို့ခံမှန်းရရှိပါတယ်။ဒီမိုးလေဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်အန်ရဲ့ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ဒီတော်ကွန်မတီကနေရယူဖော်ပြတာဖြစ်ပါတယ်။တန်လွေထိုင်ရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လွေထိုင်ရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွေထိုင် Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။